ဒါဆိုရင် andrologist school ပဲအချိန်မှာတွားတွေ့ရမလဲဆိုတာပါတင့်အဖို့ကိုကိုဝင်ဆောင်အောင်လုပ်ဖို့အခက်အခဲတခုခုရှိတယ်ဆိုရင်ဒါမှမဟုတ်အခက်အခဲတခုခုကြုံနေရင် andrologist school တွားတွေ့တင်ပါတယ်ဒါကတော့တင်ဟာအမျိုးသားပြုပွားနိုင်စွမ်းနည်းပါမှုနဲ့ပတ်သက်တဲ့တည်ထနာတခုကိုကြုံနေရတယ်ဆိုတာကိုဆိုလိုပါတယ်ဂျင်းဒီတင် andrologist school တွားရောက်ကြည့်ရှုတင်သည့်အခြေအနေတခုဖြစ်သည်ဒါမှမဟုတ်တအိမ်နဲ့ပတ်သက်တဲ့တည်တနာတစ်ခုခုရှိတယ်။ဥပမာပင်နှင့်အရွယ်စားနဲ့ဆိုးရိမ်မှုရှိတယ်ဆိုရင်လည်းတွားတွေ့နိုင်တယ်။ဒါမှမဟုတ်ဖိမောစစ်တစ်ခုခုရှိတယ်။တည်တနာတစ်ခုခုရှိရင်လည်းတွားတွေ့နိုင်ပါတယ်။ ဒါမှမဟုတ် paraphimosis ဆိုတာလည်းထစ်နိုင်ပါတယ်ဒါကအရေးပေါ်အခြေအနေတစ်ခုပါသင်သည် andrologist တို့တွားရောက်ကြည့်ရှုနိုင်ပါသည်နောက်ထပ် prepsin လို့ခေါ်တဲ့အခြေအနေတစ်ခုလည်းရှိတယ်ဒါကတော့၃နာရီလောက်သို့မဟုတ်၄နာရီထက်ပိုပြီးအကြာကြီးအင်အားပြင်းတဲ့အထူးတင်မှုရှိနေတဲ့အခြေအနေဖြစ်ပြီးနာကျင်မှုလည်းပိုများပါတယ်ဒါလည်းအရေးပေါ်အခြေအနေတစ်ခုပါ prepsin ပါပဲ ဒါမှမဟုတ်အခြားမြည်သည့်မျိုးအင်ကန်ရမျိုးမဆိုခင်နိုင်ပါလေ။အင်္ဂါရုပ်မှာဒံရရတာတို့မဟုတ်တားအိတ်အိတ်မှာဒံရရတာမျိုးရှိရင်ဆက်ဆံရေးအချိန်မှာဖြစ်နိုင်တဲ့ဒံရပြီပါ။ဒီဒီမှာတေအန်ဒရိုလော့ဂျစ်ထံတွားရောက်လည်ပတ်နိုင်သည့်အခြားနေရာတစ်ခုဖြစ်သည်။အခြားဆိုးရိမ်စရာတွေကလည်းလူများစုအတွက်အချိန်များစုမှာလေဆံရပြဿနာတွေလေဆံရအချက်လက်တွေနဲ့ပတ်သက်တာတွေဖြစ်ပါလေ။ မိမိမှာကိုယ်တိုင်လည်းလှုပ်ရှားမှုနဲ့ပတ်သက်တဲ့တည်တနာတစ်ခုခုရှိနေတယ်။ဒါမှမဟုတ်ကိုယ်တိုင်လည်းလှုပ်ရှားမှုနဲ့ပတ်သက်တဲ့မာယွင်ယုံကြည်ချက်တွေရှိနေတယ်ဆိုရင်အဲ့ဒီအရာတွေကိုဖြည့်ရှင်းဖို့ Mendrologist ကိုတွားလည်နိုင်ပါတယ်။ဒါမှမဟုတ်တင်မလိန်အင်္ဂါတက်လာတာတက်လာပြီးနောက်ထိန်းထားနိုင်တာနဲ့ပတ်သက်တဲ့တည်တနာတွေရှိနေတယ်ဆိုရင်ဒါက Rectal Dysfunction လို့ခေါ်တာပါ။ဒီအကြောင်းအရာအတွက်လည်း Mendrologist ကိုတွားလည်နိုင်ပါတယ်။တို့မဟုတ်တင်မအများလုံးတဲ့အချိန်တွင်တွားပြီးတွားတာအလုံးမြန်မြန်တွားတာဥစွာတွားတာ premature ejaculation ဆိုတာမျိုးရှိရင်လည်းတွားလည်နိုင်ပါတယ် သူမဟုတ်မိမိရဲ့လိင်စနာတွေကြာစင်းလာတာအဲ့ဒါကို hypoactive sexual desire disorder ဒါမှမဟုတ် low libido လို့ခေါ်ပါတယ်ဒီအကြောင်းအရာလဲတွားလည်နိုင်တဲ့နေရာတစ်ခုပါတချို့လူတွေမှာလဲတွားတဲ့အခါနာကျင်မှုရှိတတ်ပါတယ်ဒါကို adrenal orgasm လို့ခေါ်ပါတယ်တုတ်လွတ်တဲ့အခါတိုင်းနာကျင် ခံစားရတတ်ပါတယ်အင်းဒီတင်တူးနဲ့ဇလဗေဒပညာရှင်ထံသို့တွားရောက်နိုင်သည့်အခြားနေရာတစ်ခုဖြစ်သည့် အခြားအရာတွေကတော့မိမိမှာ testosterone ဟော်မုန်းချူတဲမှုရှိနေတယ်ဆိုရင်ဒါကအမျိုးသားဟော်မုန်းပါချူတဲမှုလက္ခဏာတွေဖြစ်လာရင် mobile လွယ်တာနေ့စဉ်လုပ်ငန်းတွေကိုမလုပ်နိုင်တော့တာမျိုးဖြစ်လာနိုင်ပါတယ်အသက်အရွယ်တက်လာတာနဲ့အမျှ testosterone ဟော်မုန်းအဆင့်တွေညှော်နေလာပါတယ်ဒါကို andropause လို့ခေါ်ပါတယ်အမျိုးသမီးတွေမှာ menopause ဖြစ်တယ်လို့အမျိုးသားတွေအတွက်ပါဒါအပြင် andropause လို့ခေါ်တဲ့အခြေအနေတစ်ခုလည်းရှိပါတယ်သိပ္ပံပညာရတော့ဒါကို latent set hypogonadism လို့ခေါ်ပါတယ် ဒါကြောင့်ဒီအကြောင်းအရာမှာမိမိရဲ့ andrologist ကိုတွားရောက်ဆွေးနွေးနိုင်ပါတယ်။မိမိမှာလိင်အကြောင်းအရာနဲ့ပတ်သက်တဲ့ယောဂကုသမှုတွေရှိနေတယ်ဆိုရင်မတိတိမတာနဲ့ပဲဖြစ်ဖြစ်ကာကွယ်မှုရှိစေမရှိစေလိင်ဆက်ဆံမှုတစ်ခုခုကြောင့်စိုးရိမ်စရာရှိလာရင်အဲ့ဒီလိုပြဿနာတွေကိုလည်းမိမိရဲ့ andrologist နဲ့ဆွေးနွေးနိုင်ပါတယ်။အတူချုံပြောရရင်တော့ဒါအိမ်အောင်နာခြင်းအထူးသဖြင့်ရေရှည်သားအိမ်အောင်နာခြင်း chronic ကခွဲစရာဖြစ်နေသူတွေအတွက်လည်းဆွေးနွေးနိုင်ပါတယ်။ ဒါလည်းစေဝါကုသမှုနောက်ပိုင်းမှာ microsurgery ကုန်နီးလန့်တွေကိုကလန်းနိုင်တဲ့နောက်ထပ်အကြောင်းအရာတစ်ခုပါစေဝါကုသမှုနဲ့မတက်တာသေးရင် microsurgery ကခွဲစိတ်ကုသမှုကိုလည်းပြုလုပ်နိုင်ပါတယ်မိသားစုအပြီးသက်ပြီးသားလူတွေအများရန်မပြိုးနိုင်အောင်လှုပ်ချင်သူတွေအတွက်တော့ကျွန်တော်တို့ vasectomy လို့ခေါ်တဲ့အများရန်ပြိုးနိုင်မှုတဆီချင်းကိုကလန်းနိုင်ပါတယ်ဒါက thrombectomy နဲ့နှိုင်းရှင်ရင်ပုံမိုလွယ်ကူတဲ့ခွဲစိတ်လုပ်ငန်းတစ်ခုပါဒါကခွဲစိတ်လုပ်ငန်းတစ်ခုပါဒါမှမဟုတ် vasectomy လုပ်ငန်းကိုလည်းကလန်းနိုင်ပါတယ် နောက်ထပ်အစင်းညစ်ကူတာနေပေါင်းများစွာကိုလည်း andrology အပိုင်းမှာရနိုင်ပါတယ်ဒီမှာပဲမျိုးအောင်မြင်မှုနဲ့ပတ်သက်တဲ့တည်ထနာတွေနဲ့လိမ့်မိုင်းဆိုင်ရာတည်ထနာတွေကိုပါကူတာနိုင်ပါတယ်ထို့အပြင်နောက်ကျမှဖြစ်လာတဲ့ hypergonadism သို့မဟုတ် testosterone ချို့တဲ့မှုကိုပါကူတာနိုင်ပါတယ်အကုန်လုံးကိုတစုတစည်းချုပ်ကြရရင်မျိုးအောင်မြင်မှုတည်ထနာလိမ့်မိုင်းဆိုင်ရာမတန်ဆော့မှု testosterone ဟော်မုန်းချို့တဲ့မှုသို့မဟုတ်တာအင်ကင်စာဘိုင်အင်ကင်စာနဲ့ပတ်သက်တဲ့တည်ထနာတွေကိုကြုံတွေ့နေရင်လည်းတင်ကန် drugologist ကနောက်ထပ်စစ်ဆေးသုံးသပ်ပေးနိုင်ပါတယ် ဒါကြောင့်ဒီလိုကိစ္စနာတွေကိုကြုံတွေ့ရင် andrologist ကိုတိုင်ပင်ပြီးအကျဉ်းဉာဏ်ယူနိုင်ပါတယ်ပြီးတော့အဲ့ဒီအတိုင်းဆောင်ရွက်နိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။